နောက်တစ်နေ့မနက်တွင်လင်းထက်သည့်လက်ဆက်သောဟင်းဒီဟင်းရွက်ချင်းတောင်းများကိုလဲငယ်ပေါ်သို့တင်းကမြို့ထဲရှိသူဆန်ရှိသို့လမ်းလျှောက်သွားတယ်။ယရနာတောင်ကျေးရွာအဝင်ဝကိုဖြတ်သွားစဉ်တွင်သူဟာလက်ဝေရန်ပြနေသော ငဲငယ်ချင်းဖြစ်တဲ့ရွာသူကြီးရဲ့သမီးဖြစ်သူချောစုကိုတွေ့လိုက်ရတယ်။ချောစုကလင်းထက်အားနေမျိုးကိုသွားမလားဟုမေးမြန်းလိုက်တယ်။နင်းထက်ကလည်းဟုတ်တယ်။ငါဆိုင်ကိုဟင်းဒီဟင်းကသွားဖို့မလို့ဘာကိစ္စရှိသူလဲဟုပြန်ပြောလေတယ်။ ချောစုကတခဏမြတ်တုံဆိုင်သွားပြီးစေးဆိုင်ကနီလင်းစေးဝယ်ဖိလို့ရမလားမနေ့ကအဖေပေါတိုးပေါရင်ခြေတော့ရှားသွားလို့ဟုပြောလိုက်တယ်လင်းထက်ကစိုးရင်စွာဖင်ဒံယာကတော်တော်ပြင်းထန်လာဟုမေးမြန်းလိုက်တယ်ဒူမခေါင်းကလိုက်တယ်ထဲ့မစိုးပါဘူးဒါပေမဲ့သူလမ်းကောင်းကောင်းမလျှောက်နိုင်ဘူးငါကိုယ်တိုင်သွားကျင်ပေမဲ့အိမ်ကိုလည်းခရူးဆိုင်ရမယ်ဟုပြန်ပြောလေတယ်လင်းထက်ကလည်းလင်းစေးကိုဒီညနေလာပေးမယ်ဟုကတိပေးလိုက်တယ် ချောစုကကျေးဇူးတင်စွာပြောလိုက်ပြီးငါစောင့်နေပါမယ်ဟုပြန်ပြောလေတယ်